အဲအခုကကြတော့ဒီအပိုင်းကိုစတာစီးပြီးွားတော့အောက်ဖက်ကိုထပ်ဆင်းကြည့်တာပေါ့နော်နောက်တစ်ထပ်ရှိသေးတော့နောက်တစ်ထပ်ကို14ကနဲ့ထပ်ပြီးတော့ဆင်းကြည့်တယ်ဘာတွေရှိလဲဆိုတာပေါ့နော်ဒါကတော့ဒါလည်းစီးတာပေါ့အပေါ်အောက်ကိုသူကဆွဲချပေးတာပေါ့နော်အပေါ်အောက်မြင်လိုက်တက်လိုက်ဆွဲချပေးတဲ့ဟာနောက်ဒီဘက်ကကြတော့ခလေးတွေစီးတာပေါ့နင်းရုပ် မြုပ်တွေနောက်ဒီအယုတ်တွေပေါ့နောက်အဒီကထွက်လာပြီးတော့ကျမတို့က French Philip French Philip ဘက်ကိုသွားမှာပေါ့နော်အဲ French Philip ကကြတော့ပြင်သစ်တီကိုလိုနီလက်ထက်လုံးဝကြတော့သူတို့ဆောက်ခဲ့တဲ့အစာအုပ်တွေပေါ့နော်အစာအုပ်အကြီးကြီးတွေပဲပေါ့အဲ့မှာသူတို့အခုကကြတော့ငါပြောစားတောက်ဆိုင်နေဟိုတယ်တွေဖွင့်ကြတယ်ပေါ့နော်အခုဒီမှာဆိုရင် buffet စားလို့ရတယ်ပေါ့နော် buffet က Vietnam Town 380 အခုဆိုရင်လမ်းပေးမှာပေါ့နော်စိုင်းလေးပေါ့နော်ဒီဟာဆော့လို့ရတဲ့စိုင်းလေးအများကြီးလဲထပ်ပေးထားတယ်ဒါစပင်လှဲ့တာလေးပေါ့နော်စပင်လှဲ့တာလေးနောက်ဖူပေါင်းဖြစ်တာလေးပေါ့အဲအမျိုးဆုံးသူ activity အများကြီးလုပ်ထားတယ်ပေါ့နော်ဒီဘူဖတ်တရာတော့အိန္ဒိယစာရှိတယ်။နောက်ထိုင်းစာရှိတယ်။အဲကိုရီးယားစာရှိတယ်။ပြီးတော့ဒီကိုလာလဲလို့တော်တော်များများကိုရီးယားများတယ်ပေါ့နော်။ ဒီဘူဖက်တီရဲ့ဈေးဝင်ကျင်ကတော့အဲဘီအန်အန်ဒေါင်ပေါ့နော်380အဲ့လဝင်းကျင်ပေါ့380ဆိုတော့အနောက်မှာတုံညာ3လုံးပါသေးရပေါ့3သိန်း8000ပေါ့နော်အဲဒါဆိုရင်အခုမြင်ရတဲ့အဆောက်အဦတွေကဒါပြင်သစ်ကိုလိုနီလက်ထက်ကပေါ့နော်ဒါပြင်သစ်ကအဆောက်ဝါတဲ့အဆောက်အဦတွေပေါ့နော်အကြီးကြီးတွေပဲပေါ့အဲ့မှာသူတို့ကဟိုဟိုတယ်လေးဖွင့်ထားတယ်အဲ့မှာညအိတ်လိုလဲရတယ်ဈေးတော့အရန်ကြီးတာပေါ့နော် အဲဒါဆိုရင်ဒါဒီအလဲရင်ပြင်ပေါ့နော်ဒီကုနာဟိုဘက်ကစားကွင်းအစာဦးနဲ့ဒီ front village အဲ front village အဦးပေါ့နော်ပန်ကင်းကြီးနောက်ပြီးတော့ဒီစားတောက်ဆိုင်တန်းနေအကုန်လုံးအပြည့်သူကလုပ်ပေးထားတဲ့အလားလေးတွေရိုက်လို့ရအောင်ပေါ့နော်နောက်ပြီးတော့အဲ့ဖေးတောက်ချောက်မှာလဲစားတောက်ဆိုင်နေကိုတော့အလိုအတ္တိပတိဘောလုံးပြစ်တာလို့ဟိုကအယုတ်ဟိုကမြားပြစ်တာလို့အဲအဲ့လိုမျိုးဟာလေးတွေမျိုးစုံပေါ့နော်လုပ်အဲ့လိုအမျိုးစုံလုပ်ပေးထားတယ်ပေါ့နော် ပြီးတော့ခုနကအဲအိဆာဦးထဲမှာဟိုတယ်လည်းရှိတယ်ညဘက်အိတ်လိုလည်းရတယ်ဈေးတော့ကြီးတယ်အဲခုနကကျမ origin နဲ့အတန်လေးပေါ့နော်နားထောင်လို့ရအောင်အဲ့လိုရှိုးလေးတွေလည်းသူတို့တီးပြတယ်ပေါ့နော်အဲကြောင့်ကျမ origin နဲ့အတန်လေးကိုထည့်ပေးထားတယ် ဒါဆိုရင်ဒါအလှဆင်ထားတာပေါ့နော်ဒီပြင်သစ်ရွာဒါအစာဦးကြီးတွေပေါ့နော်ဒီကိုလိုနီခေတ်ကအစာဦးကြီးတွေကိုသူကဒီအလှဆင်ထားတဲ့အကုန်လုံးဘေးဘက်တောက်လျှောက်မှာဆိုင်နေလည်းရှိတယ်ပေါ့နော်ဒါဆိုရင်ကန်ဒီဆိုင်လေးတွေပေါ့ကန်ဒီဆိုင်လေးတွေအာချွတ်ချင်းဝယ်နေကြတာပေါ့အုံးကြီးတွေလည်းရတယ် DNA ကတော့ပင်နေရာမစတော့တော့အုံရီပေါ့နော်အုံရီကတော့သူတို့ရိုးရလို့ဖြစ်နေတော့